ဒီကနေ့စက်တင်ဘာလ30ရက်နေ့စင်ဂျီရုံရဲ့ပွဲနေ့ဖြစ်ပါတယ်26ချိန်မြောက်တာမန်တင်ဘတ်ရဲ့အင်္ဂါနေ့လည်းဖြစ်ပါတယ်ရှင်လူကာအေယုန်ဂလိချန်ခန်းကြီး9အခန်းငယ်51မှ56ကောင်းငင်ဘုံတို့ဆောင်းယူခြင်းခံရမည်အချိန်နီးကပ်လာသောအခါကိုရော်သည်ဂျေရုဇလင်မြို့သို့ကြွတော်မူရန်စိတ်ပိုင်းဖြတ်တော်မူ၏ ကိုရောသည်တမန်တော်များကိုရှေ့တော်သို့ကြိုတင်စေလိုတော်မူသည်ဖြင့်သူတို့သည် ကိုရောအတွက်ပြင်ဆင်ခြင်းကဆမာရိယလူမျိုးတို့၏ရွာတရွာသို့ဝင်ကြ၏သို့တော်ထိုရွာမှလူတို့သည်ကိုရောကိုလက်မခံကြအကြောင်းမူကားကိုရောသည်ဂျေရုဆလင်မြို့သို့ခရီးပြုနေသောကြောင့်ဖြစ်၏ကိုရော၏တပည့်တော်များဖြစ်ကြသောယာကုပ်နှင့်ယောဟန်တို့သည်လည်းဤအချင်းအရာကိုမြင်ကြသောအခါသခင်ဖျားကောင်းငင်မှမိကြလာ၍သူတို့ကို လောင်ကျွမ်းပါစေဟု၍တပည့်တော်တို့အားပြောစီရန်အလိုရှိပါသလားဟုမေးလျှောက်ကြ၏တို့ရာတွင် ကိုတော်သည်လှဲ့၍သူတို့ကို ပြစ်တင်ဆုံးမတော်မူ၏ထို့နောက်သူတို့သည် အခြားရွာတရွာသို့ထွက်ခွာသွားကြလေ၏ယေရှုခရစ်တော်သခင်၏မွန်မြတ်သောဧုံဂေလိတရားတော်ပေတည်ပြေဝဆုံနေတဲ့အသက်တာလူတိုင်းတောင်းတရှာဖွေနေကြတဲ့အရာဖြစ်ပါတယ် ရိုးရိုးအတ္တာမဟုတ်ပါဘူးပြေဝစုံလင်းတဲ့အတ္တာကိုမှလိုချင်ရှာဖွေနေကြပါတယ်အပေါ်ယံခန္ဓာသက်သက်ရှင်သန်မှုမျိုးမဟုတ်ပါဘူးရုပ်ဝိထုရုပ်လောကအဆင့်လောက်မှာပဲရှင်သန်နေခြင်းမျိုးမဟုတ်ပါဘူးလေးနဲ့တဲ့ဘဝအတိတ်ပဲရှိတဲ့ဘဝကို ကျွန်တော်တို့တယောက်စီပိုင်ဆိုင်လိုကြပါတယ်ကိုစိတ်ဝိညာဉ်တလုံးတစ်ပါးရှိပြီးစုစုစည်းစည်းဟန်ချက်ညီညီနဲ့ရှင်သန်နေတဲ့ဘဝတတ္တာကိုဆိုလိုပါတယ် ီလိုမျိုးပြောရဆိုရင်လည်းအသက်တာ fullness of life ဒီအသက်တာဟာလောကအရာတွေအခြေအနေတွေမှာရှာလို့ဘယ်တော့မှမတွေ့နိုင်ပါဘူးလောကပစ္စည်းဥစ္စာဘလောက်ဖွဲရှိရှိဖျားမရှိဘူးဆိုရင်ဘဝမရှိပါဘူးဖျားသခင်ထမှန်သာ ပြေဝဆုံးနေတဲ့အသက်တာကို ရှာဖွေ တွေ့ရှိနိုင်မှာဖြစ်ပါတယ်ပြေဝဆုံးနေတဲ့အသက်တာ life in abundance ဘဝကိုအရှံပဲပြေးမယ်ဆိုယူကမှတန်ယောဟန်ရဲ့ကြံ့နဲ့မှလည်းကျွန်တော်တို့တွေ့ရပါတယ်ပြေဝဆုံးတဲ့အတ္တဓာဟာဖျားသခင်ထမသာ ရှိတဲ့ဆိုတဲ့အကြောင်းကို မကြာခဏကြားနေကြရပါတယ်ကိုကိုတိုင်နဲ့သူများကိုမကြာခဏပြောပြောနေမှာပဲဖြစ်ပါတယ်ဒါပေမဲ့မယုံကြည်နိုင်သေးတာကကျွန်တော်တို့ရဲ့ပြဿနာဖြစ်နေပါတယ်ပြေဝဆုံးတဲ့အတ္တဓာရှာတော့ရှာနေတာပဲ ဖျားသခင်ထာမရှိမှန်းတော့ကြားတော့ကြားဘူးတာပါပဲသို့သောဒီချက်ကိုမယုံသေးတော့ဖျားသခင်ထာမကျွန်တော်တို့ဘဝတတာကို မရှာကြသေးပါဘူးကြားယုံတတ်တတ်ပဲရှိပါသေးတယ်လက်တွေ့အကောင့်ထဲပေါ်မဆန်းသက်သေးတော့မယုံကြည်သေးဘူးလို့ပြောရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကယုံကြည်သူအဆင့်ကိုတိတ်မရောက်သေးကြပါဘူးဒီနေ့ပြုဝဆုံလင်းတဲ့အတ္တတာကိုဖျားသခင်ထာမ ရှာဖွေဖို့ထပ်မံပြီးတော့ကျွန်တော်တို့ကြိုးစားကြရပါလိမ့်မယ်ကျွန်တော်တို့တယောက်စီရဲ့ဘဝအတွေ့အကြုံရတစုံတစ်ခုသောအတိုင်းအတာအထိသိရှိလာကြပြီပဲဖြစ်ပါတယ်ဒီနေ့စင်ကြီးတော့ရပွဲနေကိုကျင်းပါပါတယ်သူ့ရဲ့ပွဲနေဟာကျန်းစာတော်များရဲ့ပွဲနေအသက်ပေးနှုတ်ကပတ်တော်ရဲ့ပွဲနေလည်းဖြစ်ပါတယ်ဒါကြောင့်အသက်ဟာဘဝရှင်သန်ခြင်းဟာနှုတ်ကပတ်တော်မှာပဲရှိတယ်ဆိုတာကိုအကျွင့်မဲ့ ယုံကြည်ကြရပါလိမ့်မယ် ignorance of the scriptures is ignorance of christ ဆိုပြီးကမှစင်ကြုံရဲ့အဆိုအမိရှိပါတယ်ကျမ်းစာရမြတ်ကိုလေ့လူရှုခြင်းဟာခရစ်တော်ကိုလေ့လူရှုခြင်း ဆိုပြီးကမှသူကသွန်သင်ထားပါတယ်ခရစ်တော်ကိုလူလူရှိခြင်းဟာ သူပေးလာတဲ့အသက်တာကိုညှင်းပယ်လိုက်ခြင်းနဲ့ဖြစ်ပါတယ်တနည်းပြောရမယ်ဆိုရင်တော့ကိုယ့်ကိုယ်ကိုလေ့လူရှုလိုက်ခြင်း ကိုယ့်ရဲ့လိုအပ်ချက်အခြေခံလိုအပ်ချက်ကြီးကိုညှင်းပယ်လိုက်ခြင်းပဲဖြစ်ပါတယ်။လောကပစ္စည်းဥစ္စာတွေမရှာဖွေမစုဆောင်ရဘူးလို့မဆိုလိုပါဘူး။လူအလုံးလိုအပ်နေတာဖျားပါပဲ။ဒီချက်ကိုတော့ကျွန်တော်တို့မငင်းရပါဘူးမငင်းကောင်းပါဘူး။အဲ့ဒီလိုအပ်ချက်ကို လူတွေကညှင်းပယ်လျက်ရှိကြပါတယ်။ဒီလိုအပ်ချက်ကို ဖုံးကွယ်လျက်ရှိတယ်။ဖိနှိပ်ထားဖို့နေမျိုးမျိုးနဲ့ကြိုးစားနေကြပါတယ်။ အသက်ရဲ့အရေးမြင့်ဖြစ်တဲ့ဖျားနဲ့အဆက်တွယ်ပြတ်တောက်နေကြပါတယ်။နှုတ်ကပတ်တော်ကျမ်းသာတော်မြတ်ကိုကိုယ့်ရဲ့လက်ကင် ဖုံးလောင်းတော်မှမမျက်နှိုးကြတော့ပါဘူး။အချိန်မပေးကြတော့ပါဘူး။ကျမ်းသာတော်မြတ်နဲ့အဆက်တွယ်ဖြတ်ခြင်းအဖြစ်ခရစ်တော်နဲ့အဆက်တွယ်ပြတ်ပြီးအသက်ရဲ့အရင်းမြင့်နဲ့လည်းအဆက်အသွယ်ပြတ်တောက်သွားပါတော့တယ်။ဒါကြောင့်ကျွန်တော်တို့ဘုရားခန်းချောင်းနေတယ် ပေါ့ပြက်ပြက်ဖြစ်နေပဲညင်းဝင်နေပဲလဲလံရှုပ်ထွေးနေမှာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျန်းစာတော်မြတ်မှာပြန်လည်ပြီးတော့ကိုကိုကိုသတိပြရမှာကတော့ငါတို့ဘလောက်ကျန်းစာတော်နဲ့အဆက်အသွယ်ရှိနေပြီလဲဘလောက်ရှင်းနေနေပြီလဲဘလောက်ကျန်းစာတော်ကိုအချိန်ပေးလဲဆိုတဲ့ဒီနေ့ပြန်မေးရမှာစမ်းစစ်ကြရတော့မှာပဲဖြစ်ပါတယ်။